အားလုံးပဲမင်္ဂလာပါရှင်အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ကထိုင်းနိုင်ငံမှာရှိတဲ့တောတောင်ရေမြေရှုခင်းနေတဲ့ရန်ကိုလှပတဲ့ခောက်ရိုင်မှာရှိတဲ့ project ကိုရောက်နေရပါဖြစ်ပါတယ်ခင်ဗျာအခုမြင်နေရတဲ့အတိုင်းပေါ့เนาะနောက်မှဆိုလို့ရှိရင် mountain views နဲ့ပြီးလို့ရှိရင်ရတော့ lake view လေးနဲ့မှာအရန်ကိုလှတဲ့အင်အား project လေးတစ်ခုပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါဒီ project လေးက2026မှာမှပြီးပြီမယ်ဆိုပေမဲ့အခုဒီထဲမှာတခါတည်း ready to move in လုပ်လို့ရတဲ့အိတ်လေးလည်းပြီးပြီနေဖြစ်တဲ့အတွက်တခါတည်းဝယ်ယူပြီးတော့တက်ပြီးတော့ move in လုပ်လို့ရပါခင်ဗျ အကျအကျေဝန်စနစ်အကဝင်းကျင်လောက်ရှိရပေါ့နော်အဲ့ထဲမှာမှနတ်ထက်အင်အလုံးပေါင်း58လုံးပါပါရှင့်ဒါပြောရမယ်ဆိုရရမိသားစု58စုသာလောက်ပဲဟိုတိတ်ဆိတ်ဆိတ်နိုင်အေးပိုင်းနဲ့ privacy အပြည့်နဲ့နေလို့ရပါပေါ့နော်နောက်ပြီးဒီအင်အား project တွေမှာဆိုလို့ရှိရင်ရရအင်အမျိုးအစားကကြတော့အကျေဝန်အနေနဲ့ small medium large ဆိုပြီးတော့မှရရရွေးချယ်လို့ရမယ်အိန္ဒိရဲ့ design လေးကိုဒီချက်လောက်ကြည့်လိုက်ပါဦး အင်းရဲ့ဒီဇိုင်းကကြတော့ဒါရီကတော့ classic ကိုမှာပေါ့နော် American fan house design လေးနဲ့စောက်ပေးထားတယ်အဲ့တော့ဒီအင်းဒီဇိုင်းလေးတွေကအရန်ချိဖို့ကောင်းပြီးတော့တောင်နန်းနေသားနဲ့တအားကိုလိုက်ဖက်တယ်ရတော့တစ်ဖက်မှာဆိုလို့ရှိရင် mountain view ကိုရတော့မြင်ရမှာပေါ့နော်အနောက်မှာဆိုလို့ရှိရင်လည်းဒါရေကန်လေးရှိတဲ့အခါမှာရတော့ lake view ကတွေ့ရအောင်မယ်ဒီ villa လေးတွေကိုစိုက်နှစ်သက်လို့ဝယ်ယူမယ်ဆိုရင်တော့ time back 15.2 million ကနေစပြီးတော့ဝယ်ယူလို့ရပါတယ် ready to move in uh, villa လေးတွေဆိုရင်တော့တစ်လအတွင်းငွေပေးချေုံနဲ့တက်ပြီးတော့နေလို့ရပါတယ်ခင်ဗျ ဟုတ်ကဲ့ဒါကြောင့်မလို့ရောက်ဒီအိမ်ရာ project တွေအိမ်လေးတွေကိုစိုက်နေတဲ့လူဝင်နေတယ်ဆိုလို့ရှိရင်တော့အခုပဲ Yarrow Luxury Properties Thailand page ရဲ့ page messenger တွေဖြစ် WhatsApp နံပါတ်ကနေပြည့်ပြည့်ဆက်သွယ်မိများဆုံးစားပြီးတော့မှဝေရွှဲရှိနိုင်ပါပြီရှင်။